စစ်ကော်မရှင်တပ်ထဲမှာရောက်နေတဲ့ပြည်သူစစ်မှုရန်တပ်သားတစ်တွေဟာခွဲခြားဆက်ဆံတာနဲ့ဖိနှိပ်အနိုင်ကျင့်မှုတွေကိုအတိအကခံစားနေကြရတယ်လို့တော်လိုင်းရေးအဖွဲ့ရေးစီကိုခုလုံလာတဲ့သူတွေကဖွင့်ဟပြောဆိုလာပါတယ်။ခရီးနီပြည်ဒီမော့ဆိုတိုက်ပွဲကနေခရီးနီမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF အဖွဲ့စီမှခုလုံလာတဲ့တပ်သားတစ်တယောက်ရဲ့ပြောပြချက်အရဆိုရင်တပ်ထဲမှာဒီအရာရှိတွေရဲ့ဖိနှိပ်မှုတွေအပြင်တပ်သားအချင်းချင်းကြားမှာလည်းအနိုင်ကျင့်တာတွေ များကြီးရှိနေတယ်လို့ဆိုပါတယ်။ပို့ပြီးတော့ဆိုတာကတော့ဒဏ်ရာရတဲ့တပ်သားတစ်တွေကိုအချိန်မီပေါ့လေဈေးကူတာခွင့်မပေးပဲအနာမကျက်သေးတဲ့အချိန်မှတော့မှစစ်မြေပြင်ကိုပြန်ပြီးပို့တာမျိုးတွေနောက်ပြီးတော့အာစစ်မြေပြင်မှာကြဆုံသွားခဲ့ရင်လည်းမိသားစုကိုအတိမပေးပဲမြေမြုပ်ဖြစ်တာမျိုးတွေကိုလုပ်နေတယ်လို့သူကဖွင့်ဟခဲ့ပါတယ်။ပြည်သူပန်းတိုင်အဖွဲ့ရဲ့မှတ်တမ်းတွေအရဆိုရင်တော့စက်တမလာထဲမှာအလင်းဝင်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်69ယောက်တဲက၄ 41ယောက်ဟာဆိုရင်စစ်မှုထမ်းတပ်သားအစ်တွေဖြစ်နေတာကိုလည်းတွေ့ရပါတယ်